မင်္ဂလာပါပရိသတ်ကြီးဒီပိုင်းမှာတော့ရွှေသမီးထံတွားရောက်ပြီးနေတကွန်အားအပိုင်သိမ့်မှုအတွက်မိသားစုလိုက်တွားရောက်ခွာပွဲဖြစ်ခဲ့ကြတဲ့တားမိ၃ယောက်ကိုရွှေသမီးဟာပွဲချမ်းပြီးပားရိုက်လိုက်တဲ့ကြောင့်ဘလို့မှမခံမြတ်နိုင်ဖြစ်ပြီးဖခင်ဖြစ်သူညီနန်းနာအားမူမူတွင်ဟာရိုင်းဆိုင်စွာပြောဆိုနေခဲ့တာကြောင့်သမီးဖြစ်သူအားစုနေစင်မှာပဲမယ်ရိုဒီဟာကျမတို့တားမိတွေကရှင့်သမီးလောက်မရိုင်းဘူးဘာညာပြောလိုက်ချိန်မှာတော့ ညီနန်းတယောက်တမီးဖြစ်သူယမာနဲ့ထိုးသားမိတွားရောက်တွေ့ဆုံခဲ့တာကိုသိရှိသွားခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးတဲ့နောက်မှာတော့ယမာဟာရွှေတောင်ကြားကတိုက်မှမနေဘဲတိုက်ခန်းအဆုံမှနေနေတယ်။ဘာညာနဲ့ပြောဆိုပြီးယမာမနေတဲ့အတူတူထိုးတိုက်ခန်းကိုရောင်းစားပစ်ဖို့ပြောဆိုနေခဲ့တာလည်းဖြစ်ပါတယ်။ထိုးချိန်မှာပဲအတော်ဖြစ်သူဖူးဆောင်ဟာရောက်ရှိလာခဲ့ပြီးမိမိတွင်နင်းတို့သားမိတိတ်ကိုတရားလွန်နေပြီးယမာကသူ့ရှိသမျှအားလုံးနင်းတို့ကိုပေးထားတာ အခုနေတော့ကသူနေတဲ့အိမ်ကိုတော့လိုချင်နေကြပြီလားဘာညာဆိုပြီးပြဿနာတွေဖြစ်ကုန်ကြပြီလေဖြစ်ပါတယ်ပြီးတဲ့နောက်မှာတော့မိမိတွင်ဟာနေတကုန်နဲ့သူမရဲ့တမီးအားပေးစားဖို့ယမထံတွားရောက်ခဲ့ကြအောင်ပြောပြလိုက်ချိန်မှာတော့ဖူးဆောင်ဟာသူမဖြစ်သူထံဖုံးဆက်ပြီးမေးမြန်းချိန်မှာတော့ယမဟာထိုသားမိနဲ့ပတ်သက်ပြီးဘာကောမှမလိုချင်ကြောင်းနဲ့နေတကုန်အားလက်မထပ်နိုင်ကြောင်းအတော်ဖြစ်သူဖူးဆောင်ကပြောဆိုလိုက်ပြီလေဖြစ်ပါတယ်ခင်ဗျာ